ထိုင်းနိုင်ငံချုံဘူရီခရိုင်မှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမား150ဦးအလုပ်လျှောက်ပွဲကဘတ်တထောင်ကျော်ပေးပြီးအလုပ်ဝင်ထားပေမဲ့လည်းအလုပ်ရနာခံရတယ်လို့သူတို့ကိုကူညီဆောင်ရွက်ပေးနေတဲ့ WAG အဖွဲ့အစည်းကသိရပါဗျ။ပေးခဲ့တဲ့ဧပြီလနောက်ဆုံးပတ်ကမြန်မာအလုပ်သမား150ဦးဟာစီရချာဒေတာမှရှိတဲ့ရေပူရေအခွက်ဆက်ရုံမှာအလုပ်စမတ်ကြီးဘတ်8000နဲ့အလုပ်ရှင်ပြောင်းခဘတ်4500ပေးပြီးဘတ်5000ကုမ္ပဏီအကျိုးဆောင်ကနေတစ်ဆင့်အလုပ်ဝင်ထားကြတာပါ။ အလုသမတ်ကြီးဆိုတာအလုသမားတွေကအကျိုးဆောင်ကနေတဆင့်အလုရှာတဲ့အခါပေးရတဲ့အခကျင်းဝင်ဖြစ်ပါတယ်။အလုဝင်ပြီးနောက်စက်တင်ဘာလနဲ့အောက်တိုဘာလအတွက်လောအားခတွေကိုအလုရှင်ကမြန်မာအလုသမားတွေကိုမထုတ်ပေးတော့ဘူးလို့ဆိုပါတယ်။အလုရှင်ကလောအားခါရီထုတ်ပေးမယ်လို့ကတိပေးထားတဲ့အော်တိုဘာလ15ရက်နေ့အထိလောအားခါရီမထုတ်ပေးတဲ့အတွက်မြန်မာလူသမား150ဦးဟာစက်ရုံတဲအလုံမစင်းမနေနေကြတယ်လို့ WAGC ကသိရပါဗျာ။ အော်တိုဘားလ16ရက်နေ့မှာတော့အလုရှင်ကအလုသမားတွေကိုကြိုတင်အတိမပေးဘဲရုတ်တရက်အလုရက်နာလိုက်တာဖြစ်တယ်လို့ WAG အဖွဲ့တာဝန်ခံကိုမိုနိုင်ကပြောပါရယ်။ရုတ်တရက်အလုရက်နာခံရတာနဲ့လောအားခါတွေပြန်လည်ရရှိဖို့အတွက်အလုသမားတွေက WAG အဖွဲ့ကိုအကူအညီတောင်းခံခဲ့တာပါ။အလုဖြုတ်ခံရတဲ့မြန်မာအလုသမားတွေအဲ့ဒီစက်ရုံမှာအလုလုံနေတဲ့လုပ်သက်က3လကနေ6လထဲမှာပဲရှိသေးတယ်လို့ WAGC ကသိရပါရယ်။ အလုံရှင်ဘက်ကအလုံသမားတွေကိုလောအားခရှင်းပေးထားပြီးပြီဖြစ်ပြီးဂျာခန့်အကျိုးဆောင်တွေကအလုံသမားတွေကိုလောအားခမရှင်းပေးတာဖြစ်နိုင်တယ်လို့ဆိုပြီးအလုံရှင်ဘက်ကပြန်ပြောထားတယ်လို့ဆိုပါတယ်လက်ရှိမှာမြန်မာလူသမားတွေဟာလှုပ်အားခပြန်လည်ရရှိရင်းနဲ့အလုပ်ဖြုတ်မခံရရည်အတွက်တောင်းဆိုထားပြီးသက်ဆိုင်ရာနေမြေအလုပ်သမားယုံတွေနဲ့ပူးပေါင်းဆောင်ရွက်သားမှဖြစ်တယ်လို့ WAG အဖွဲ့အစည်းကသိရပါဗျာ။